နှိဝက်ပြီးတဏှာရီဆန်တဲ့ရေကန်ကြီးနဲ့အဲ့ဒီရေကန်ကြီးတဲကတတဝါကြီးတကောင်ဒီဗီဒီယိုထဲမှာတော့ကမ္ဘာပေါ်မှာရေကန်ကြီးများစွာတဲ့ကမှနမကြီးလူတိများတဲ့ရေကန်ကြီးနှစ်ခုအကြောင်းနဲ့အဲ့ဒီရေကန်ကြီးထဲမှာနှစ်ပေါင်းများစွာအသက်ရှင်နေထိုင်နေဆဲဖြစ်တဲ့အေယာမတတ္တဝါကြီးအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ပထမရေကန်တစ်ခုကတော့စကော့တလန်ကုန်းမြင့်ပေါ်မှာရှိတဲ့ Loch Snack လို့ခေါ်တဲ့ရေကန်ကြီးဖြစ်ပြီးဒုတိယရေကန်ကတော့အမေရိကန်နိုင်ငံ New York က Champlain ရေကန်ပဲဖြစ်ပါတယ်။ ထမအဦးဆုံးရေကန်တစ်ခုဖြစ်တဲ့ Lox နဲ့ရေကန်ကြီးနဲ့အဲ့ဒီရေကန်ကြီးတဲ့က Monster ကြီးအကြောင်းဖြစ်ပါတယ်။ Lox နဲ့ရေကန်တဲ့ကတတဝါကြီးအကြောင်းကိုမပြောခင် Lox နဲ့ရေကန်ဖြစ်ပေါ်လာပုံအကြောင်းရင်းကိုအနည်းငယ်ပြောပြပေးပါမယ်။လော့ခ်နဲ့ရေကန်ကြီးကအင်္ဂလန်နိုင်ငံစကော့တလန်ကုန်းပြည်ပေါ်မှာရှိတဲ့ရေယူကန်ကြီးတစ်ခုပဲဖြစ်ပါတယ်။ လူငယ်တဲ့နှစ်ပေါင်း66သန်းလုံးကစကော့တလန်ကုန်းမြစ်တွေမှာဒိုင်နိုဆောတွေတခြားသတ္တဝါတွေလည်းနေထိုင်ခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့စကော့တလန်တောင်တန်းတွေပေါ်မှာဒိုင်နိုဆောတွေရဲ့ခြေရာတွေတခြားတွားတွားသတ္တဝါတွေရဲ့ခြေရာတွေကိုလည်းပညာရှင်တွေကတွေ့ခဲ့တာပဲဖြစ်ပါတယ်။လော့ခ်နက်ရေကန်ကြီးကရင်တုံးကရေခဲပြင်ကြီးတစ်ခုဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ Great Glen လို့ခေါ်တဲ့ကြီးမားတဲ့ထက်ရွှေကြီးတစ်ခုဖြစ်ခဲ့တာကြောင့်ရေခဲတွေအေးပျော်ပြီးတော့ Loch Ness ရေခမ်းကြီးဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ လောက်ကနရေကန်ကြီးကလွန်ခဲ့တဲ့နှစ်ပေါင်းတထောင်ခန့်ကရှိနေခဲ့ပြီးသားဖြစ်ပါတယ်။ထူးခြားတာတစ်ခုကလောက်ကနရေကန်ကြီးကအဝိုင်းပုံစံမဟုတ်ပဲအလျားလဲပုံစံဖြစ်နေတာပါ။ရေကန်ကြီးက23မိုင်ရှိလျားပြီးမျက်နှာပြင်အကျယ်ကတော့တမန်ကျော်လောက်ရှိပါတယ်။ရေကန်ကြီးရဲ့အနက်ကတော့985ပဲနက်ပါတယ်။ရေကန်ကြီးရဲ့ဘေးမှာလည်းရဲတပ်တစ်ခုရှိပါတယ်။ ရေကန်ထဲကိုဘေးပတ်ဝန်းကျင်ကရေရေစီစဉ်ပြီးတတုံးတွေတစ်ဆွေတွေကရေကန်ထဲကိုကြောက်ရောက်ခဲ့တာမို့လို့ရေကကြည်လင်မှုမရှိဘဲမဲညစ်နေတဲ့အယောင်ရှိနေခဲ့ပါတယ်။ဘလောက်ထိမဲညစ်လဲဆိုရင်ရေမျက်နှာပြင်ကနေလေးဘေလောက်အထိသာအောက်ကိုမြင်ရပါတယ်။ရေကန်ရဲ့အောက်ထဲမှာလည်းလှန်ကူတွေ၊ဂျိုင်တွေအများအပြားရှိပြီးမှောင်မဲနေတဲ့ရေကန်ကြီးတစ်ခုပါ အရင်တော့ကရေခဲပြင်ကြီးဖြစ်ခဲ့ပြီးမြဲခုဆိုရင်ရေကန်ကြီးကစားရသည့်ရောက်ရင်တော့မအေးခဲပဲပူနွေးတဲ့ပုံစံဖြစ်နေခဲ့ပြီးတခါတရံအငွေ့တွေတောင်ထွက်နေတတ်ပါတယ်ရေကန်ကြီးရဲ့အထူးအခြားဆုံးအကြောင်းအရာကတော့ရေကန်ထဲမှာအရာမတ္တဝါကြီးတစ်ကောင်ရှိနေတာပဲဖြစ်ပါတယ် ဒီရေကန်ထဲမှာမကြကနာဆိုသလိုတတဝါကြီးတကောင်ကိုတွေ့ရတာမို့လို့လူအများက lock နဲ့ရေကန်ကိုဒဏ္ဍာရီလာတတဝါနေထိုင်တဲ့ရေကန်ကြီးအပြေပုံဖော်လေးရှိကြပါတယ်။အခုပြောပြပေးခဲ့တာကတော့ lock နဲ့ရေကန်ကြီးအကြောင်းပဲဖြစ်ပါတယ်။ဒါဆိုရေကန်ကြီးတဲ့က lock နဲ့ monster အကြောင်းကိုဆက်ပြီးတော့ပြောပြပေးပါမယ်။ အင်္ဂလန်မှာရှိတဲ့စကော့တလန်ကုန်းမြင့်ဘော်ကလော့ကနက်ရေကန်ကြီးထဲမှာအေယာမတတ္တဝါကြီးတစ်ကောင်ရှိပါတယ်။အဲ့ဒီတတ္တဝါကြီးကိုတော့နက်စီလို့နာမည်ပေးထားပါတယ်။တချို့ကတော့အဲ့ဒီတတ္တဝါကိုမွေနကာ၊ရေတရေ၊မကောင်းဆိုးဝါအစရှိသဖြင့်ခေါ်ခဲ့ကြပါတယ်။ဒီတတ္တဝါကြီးနဲ့ပတ်သက်ပြီးရှစ်ခေတ်ကဒဏ္ဍာရီပုံမြင်နေလဲရှိခဲ့မှုပါတယ်။ အဲ့ဒီပုံပြင်ကတော့ AD 900စုက အတူမန်ရေးသားတဲ့စိန့်ကိုလံပါဘုန်းတော်ကြီးစာအုပ်ထဲကအကြောင်းအရာတွေပဲဖြစ်ပါတယ်အတူမှရေးသားထားတာကစိန့်ကိုလံပါလို့ခေါ်တဲ့ဘုန်းတော်ကြီးတစ်ပါးကလောကနဲ့ရေကန်ပေးမှာရှိနေခဲ့ပါတယ်။ရေကန်ထဲမှာလူတစ်ယောက်က ရေကူးနေတဲ့အချိန်အေယမတတဝါကြီးကအဲ့ဒီလူကို လာတိုက်ခတ်ပြီးရေထဲကိုဆွဲချသွားပါတယ်။စိန့်ကိုလံပါဘုန်းတော်ကြီးကအဲ့ဒီလူကိုကယ်ဖို့အတွက်သူ့တပည့်နှစ်ယောက်ကိုလှေနဲ့လှုပ်ခဲ့ပါတယ်။ ဒါပေမဲ့တတ္တဝါကြီးကထွက်မပြေးသွားပဲနဲ့သူတို့နားကိုချင်းကပ်လာခဲ့ပါတယ်အဲ့ဒီအချိန်ဖုန်းတော်ကြီးကလက်ဝါကတိုင်ကို ပြပြီးအမိတ်ပေးခဲ့တာကြောင့်တတဝါကြီးလည်းရေကန်ထဲကိုပြန်ပြေးသွားခဲ့ပါတယ်။အခုပြပြခဲ့တာကတော့လောကနဲ့ရေကန်ကြီးတွေကတတဝါကြီးနဲ့ပတ်သက်တဲ့ရှစ်ခေတ်ကဒဏ္ဍာရီပုံမြင်တဲ့ပုံပဲဖြစ်ပါတယ်။ ရေကန်နဲကတတဝကြီးကိုမျက်မြင်ကိုယ်တွေ့တွေ့ခဲ့ကြတဲ့သူတွေလည်းအများအပြားရှိပါတယ်။လောကနဲ့ရေကန်နဲကတတဝကြီးကိုယနေ့အထိတွေ့ခဲ့တဲ့လူကတော့1100ကျော်လောက်ရှိနေပါပြီ။အဲ့ဒီတဲကမှတိကျတဲ့မျက်မြင်ကိုယ်တွေ့တွေ့ခဲ့ကြတဲ့သူတွေအကြောင်းကိုပြောပြပေးပါမယ်။1891ခုနှစ်အော်တိုဘာလမှာဒီမဂဇင်းဆိုတဲ့လူကလော့ကနက်ရေကန်ထဲမှာနေ့တစည်းမကောင်းမောင်းနေတဲ့ပုံစံနဲ့တူတဲ့အရာတခုကိုရေကန်ထဲမှာမတင်မဲ့ပဲတွေ့ခဲ့ပါတယ်။ နောက်တော့အဲ့ဒီအရာကရေထဲမှာတွန့်လိမ်ပြီးပြောက်ကွက်သွားတာကိုသူတွေ့ခဲ့ရပါတယ်။ဒါကြောင့်သူ့ရဲ့မြင်ကွင်းတွေကိုရေးသားပြီးစာတိုက်ကိုပို့ပေးခဲ့ပေမယ့်စာတိုက်ကသူ့ရဲ့မြင်ကွင်းတွေကို1934ခုနှစ်အထိ ထုတ်ဝေခဲ့ခြင်းမရှိခဲ့ပါဘူး။ဒါကြောင့်လေလော့ကနဲ့ရေကန်နဲ့ကမွန်စာကြီးကိုသိရှိသူနှဲပါခဲ့ပါတယ်။ 1933ခုနှစ်တတဝါကြီးကိုတွေ့ခဲ့တဲ့အေဒီမက်ဂီ1933ခုနှစ်တုန်းကအေဒီမက်ဂီနဲ့သူ့ရဲ့အမျိုးသားဂျွန်တို့ကလောကနဲ့ရေပြင်မှာမိလငါးတကောင်ရဲ့ခန္ဓာကိုယ်ပုံစံမျိုးနဲ့အေယာမတတဝါကြီးတကောင်ကိုတွေ့ခဲ့ရပါတယ်နောက်တော့သူတို့နှစ်ယောက်ရဲ့တွေ့မြင်မှုကို The Inverness Korea သတင်းစာတိုက်ကနေလောက်နက်ရေကန်ကြီးထဲမှာကြီးမားတဲ့ရေတရေဝေလငါးနဲ့တူတဲ့ငါးကြီးဆိုပြီး1933ခုနှစ်မေလ2ရက်နေ့မှာစောင်းမားတွေကိုထုတ်ဝေခဲ့ပါတယ်။ အဲ့ဒီဆောင်မကြောင့်ပဲလောကနရေကန်တွေက AM တတဝါကြီးကိုတနည်းအားဖြင့် Lock Net Monster ကြီးကိုလူအများကသတိထားလာမိကြပါတယ်။ဒါပေမဲ့တတဝါကြီးရဲ့ပုံစံကို အတိအကျမသိရသေးပါဘူး။အများအားဖြင့်မြင်တွေ့ရတဲ့ပုံစံကလက်ပင်ကအလွန်ရှည်လျားပြီးခေါင်းသေးသေးလေးပဲဖြစ်ပါတယ်။1933ခုနှစ်အေယာမတ်တတဝါကြီးကိုတွေ့ခဲ့ရတဲ့ဂျော့စပိုင်ဆာ 1933ခုနှစ်ဇူလိုင်လ22ရက်နေ့မှာတော့ George Spicer နဲ့သူ့ရဲ့ဇနီးတို့ကကားပေါ်မှာနှစ်ယောက်တည်းအတူရှိနေချိန်သူတို့ရဲ့ရှေ့ကနေ AM တတဝါကြီးဖြတ်သွားတာကိုတွေ့ခဲ့ကြပါတယ်။တတဝကြီးရဲ့ပုံစံကလေးပေလောက်ကြီးတဲ့ခန္ဓာကိုယ်နဲ့အရှိက25ပေရှိလျားပြီးတွန့်လင်နေတဲ့လက်ဘင်းတွေရှိတယ်လို့ဖော်ပြခဲ့ပါတယ်။1933ခုနှစ်တတဝကြီးကိုဓာတ်ပုံရိုက်ခဲ့တဲ့ဟူဂရေး 1933ခုနှစ်နိုဝင်ဘာလ12ရက်နေ့မှာတော့ဟူဂရီကရေကန်ထဲမှာရှိတဲ့တပ်တဝါကြီးကိုမထင်မှတ်ပဲဓာတ်ပုံရိုက်မိခဲ့ပါတယ်သူရိုက်ခဲ့တဲ့ဓာတ်ပုံက Lux နဲ့ရေကန်ကြီးတဲ့ကတတဝါနဲ့ပတ်သက်တဲ့ပထမဦးဆုံးကြော်ကြတဲ့ဓာတ်ပုံတပုံဖြစ်ပါတယ်။1934ခုနှစ်တတဝါကြီးကိုထပ်မံမြင်တွေ့ခဲ့တဲ့ Arthur Grant 1934ခုနှစ်ဇန်နဝါရီလ5ရက်နေ့မှာတော့ဆိုင်ကယ်မောင်းလာသူဖြစ်တဲ့ Otta Grant ကညတနာရီအချိန်လမ်းမှာအရာမတ်တတဝါကြီးနဲ့တိုက်မိမလို့ဖြစ်ခဲ့ပါတယ်။ Otta Grant ရဲ့ဖော်ပြချက်အရာတတဝါကြီးရဲ့ပုံစံဟာလေပင်းရှိရှိနဲ့ခေါင်းသေးသေးလေးပုံစံဖော်ပြထားပါတယ်။အခုမြင်နေရတဲ့ပုံကတော့ Otta Grant ရဲ့တတဝါကြီးကိုဖော်ပြထားတဲ့ပုံရံတဲ့ပုံပဲဖြစ်ပါတယ်။1934ခုနှစ်ခွဲစစ်စရာရဲ့တပ်မုံတပုံ ဒီပုံကတော့တတဝါကြီးနဲ့ပတ်သက်တဲ့အကျော်ကြားဆုံးဓာတ်ပုံတစ်ပုံဖြစ်လာပါတယ်။အကျော်ကြားဆုံးဓာတ်ပုံတစ်ပုံဖြစ်ပေမဲ့ဒီပုံဟာတတဝါကြီးနဲ့ပတ်သက်ပြီးအတုအယံဓာတ်ပုံဖြစ်ကြောင်း1985ခုနှစ်မှာဖော်ပြခံရပါတယ်။တချို့လူတွေကတော့အေယာမတတဝါကြီးကိုဖလီစီယိုဆော်လို့ခေါ်တဲ့တော်တော်တတဝါတကောင်အဖြစ်ထင်ခဲ့ကြပါတယ်။ဒါပေမဲ့ဖလီစီယိုဆော်လို့ခေါ်တဲ့အဲ့ဒီတတဝါကြီးကလွန်ခဲ့တဲ့နှစ်ပေါင်း66တန်းနဲ့ကဒိုင်နိုဆောတွေနဲ့အတူတူမျိုးတွန်းသွားခဲ့ပါပြီ အခုဆိုရင် loss နဲ့ရေကန်ကြီးတဲ့က AM တတဝါကြီးကိုယနေ့အထိတွေ့ရှိသူပေါင်း1100ကျော်ရှိနေခဲ့ပါပြီ။ဒါပေမဲ့တိကျတဲ့ပုံစံကိုမမြင်ရသေးပဲခေါင်းသေးသေးလေးနဲ့လက်မင်းရှည်ရှည်ရှိတယ်ဆိုတာပဲသိထားကြတာပါ။လောက်နဲ့ရေကန်ကြီးကိုလာရောက်လက်ပတ်သူတွေကတစ်နှစ်ကိုလူဦးရေတသန်းအထိရှိလာခဲ့ပါတယ်။လာရောက်လက်ပတ်သူအများစုကတော့ရေကန်ထဲကတတ္တဝါကြီးကိုစူးစမ်းခြင်းလို့လာရောက်ခဲ့ကြတာပဲဖြစ်ပါတယ်။ အခုလို့ log နဲ့ရေခန့်ကြီးထဲမှာတက်တဝါကိုခဏခဏမြင်တွေ့ခဲ့ရတာမို့လို့1954ခုနှစ်မှာတော့ရေခန့်ကြီးကိုတက်တဝါကြီးနဲ့ပတ်သက်ပြီး scan ဖတ်မှုတွေပြုလုပ်ခဲ့ပါတယ်။ဒီကံရဲ့အနက်459ပြီမှာအယာမအရာဝိတ္ထုကြီးတစ်ခုကိုသတိပြုမိခဲ့ကြပါဗါဒါပေမဲ့တတ္တဝကြီးနဲ့ပတ်သက်တဲ့အတိအကျအဖြေကိုမရခဲ့ပါဘူး ဲ့ဒီလိုနဲ့1989ခုနှစ်မှာတော့ပြာမတတဝါကြီးကိုနှစ်များစွာရှာနေသူတဦးဖြစ်တဲ့ ADN Shine ဆိုတဲ့သူကတင်မောငယ်24စီးနဲ့ရေကန်ကြီးကိုစကန်ဖတ်မှုတွေနှစ်ရက်အကြာပြုလုပ်ခဲ့ပါတယ်နှစ်ရက်အကြာပြုလုပ်ခဲ့ပေမဲ့ထူးခြားမှုအရာသုံးခုကိုတွေ့ရှိခဲ့ပေမဲ့အရာမတတဝါကြီးနဲ့ပတ်သက်တဲ့တိကျတဲ့အထောက်အထားတွေမရှိကြောင်းပြောကြားခဲ့ပါတယ်။ အခုပြောပြပေးခဲ့တာကတော့ Scotland ကုန်းမြင့်ဘော်ကလော့ကနက်ရေကန်ကြီးအကြောင်းနဲ့ရေကန်ထဲကတတ္တဝါကြီးအကြောင်းပြောပြပေးတာဖြစ်ပါတယ်။ယနေ့အထိလည်းလော့ကနက်ရေကန်ကြီးကဒဏ္ဍာရီဆန်ဆန်ရှိနေတုံးပါပဲ။နောက်ထပ်ဒုတိယရေကန်တစ်ခုကတော့ချမ်ရေကန်ဖြစ်ပါတယ်။ဒီနေ့အပြည့်ချမ်ပလင်းရေကန်လို့လည်းခေါ်ကြပါတယ်။ချမ်ရေကန်ကတော့အမေရိကန်ပြည်ထောင်စုနယူးယောက်နဲ့ဘောင်းမောင်ကြားမှာရှိတဲ့ရေချိုကန်ကြီးတစ်ခုပဲဖြစ်ပါတယ်။ ချက်ရေကန်ကစောင်းရသည်ဆိုရင်တပြင်းလုံးအေးခဲသွားတတ်ပြီးလော့ကနဲ့ရေကန်ကြီးထက်၄၅စလောက်ကြီးပါတယ်ချက်ရေကန်ရဲ့အရှိကတော့120မိုင်ရှိလျားပြီးအကျယ်ကတော့16မိုင်ထိရှိပါတယ်အနက်ကတော့ပေ400လောက်ရှိပါတယ်ချက်မြေကန်ကလည်းလော့ကနဲ့ရေကန်လိုပဲရေကန်ထဲမှာတက်တဝါကြီးတစ်ကောင်ရှိပါတယ်။ချက်မြေကန်နဲ့ပတ်သက်ပြီးရှစ်ခစ်ကဒဏ္ဍာရီတွေလည်းရှိပါတယ်။ချက်မြေကန်ထဲကအေယာမတက်တဝါကြီးကိုတွေ့ခဲ့တဲ့သူကတော့ယနေ့အထိ300ကျော်ရှိနေခဲ့ပါပြီ။ ချက်မြေကန်တဲ့ကအေယာမတ်တတဝါကြီးကိုပထမဦးဆုံးနဲ့အစောဆုံးတွေ့ခဲ့တဲ့သူကတော့ဆာမြူဒီချမ်ပလင်းပဲဖြစ်ပါတယ်။1609ခုနှစ်တုန်းကပြင်သစ်စူးစမ်းလေ့လာသူတယောက်ဖြစ်တဲ့ဆာမူဒီချမ်ပလင်းကရေကန်ကြီးထဲမှာပေ20လောက်ရှည်လျားတဲ့မွေးပုံစံနဲ့ခေါင်းကတော့မြင်းခေါင်းပုံစံရှိတယ်ဆိုတဲ့တတဝါကြီးကိုတွေ့ခဲ့ကြအောင်ဒဏ္ဍာရီပုံမြင်နေလည်းရှိခဲ့ပါဗါချမ်ရေကန်ကြီးနဲ့ပတ်သက်ပြီးအကျော်ကြားဆုံးအကြောင်းအရာကတော့1989ခုနှစ်ကလက်ကူးခဲ့တဲ့ဓာတ်ပုံကြောင့်ပဲဖြစ်ပါတယ် 1989ခုနှစ်ကရိုက်ထားခဲ့တဲ့တတဝကြီးရဲ့ပုံကြောင့်ချက်မြေခံကြီးကိုလာရောက်လက်ပတ်သူတွေစိတ်ဝင်စားသူတွေအများပြလာခဲ့ပါတယ်။ချက်မြေခံတွေကအေယာမတတဝကြီးကိုဓာတ်ပုံရိုက်ခဲ့တဲ့သူကတော့ဆန်ဒရာမန်စီဖြစ်ပါတယ်။1989တုန်းကဆန်ဒရာမန်စီကသူ့ရဲ့မိသားစုနဲ့အတူပိတ်ရက်မှာချက်အေဂန်ဘတ်ကိုခီးထွက်ခဲ့ပါတယ်။ အဲ့ဒီတုန်းကရေကန်ထဲမှာအေယာမတ်တတဝါကြီးကိုတွေ့ပြီးတက်ပုံရိုက်ခဲ့ပါတယ်။ဒီပုံကြောင့်ပဲချက်ရေကန်ကြီးကနာမည်ကြီးလာခဲ့ပြီးစိတ်ဝင်စားသူတွေ၊လာရောက်လက်ပတ်သူတွေကလည်းအများအပြားရှိလာခဲ့ပါတယ်။ချက်ရေကန်ထဲကအေယာမတ်တတဝါကြီးနဲ့ပတ်သက်ပြီး2024ခုနှစ်ကထွက်ရှိခဲ့တဲ့ဇက်ကားတကားထဲမှာလည်းတင်မွန်နောက်ကိုတတဝါကြီးတကောင်ကလိုက်နေတာကိုမတင်မဲ့ပဲတွေ့ခဲ့ကြပါတယ်။1989ကရက်ခဲ့တဲ့ဓာတ်ပုံကတော့လော့ခ်နဲ့ရေကန်ထဲမှာတွေ့ရှိထားတဲ့တတဝါကြီးရဲ့ပုံစံနဲ့အတူတူပဲဖြစ်ပါတယ်။ တချို့ကတော့ဒီတတဝါကြီးကလောက်နဲ့ရေကန်နဲ့ချက်ရေကန်ကိုမြေအောက်လှိုင်းကူလမ်းကြောင်းကနေကူတန်းတော်လာနေကြောင်းထင်ကြပါဗျ။1989ဧပြီလတုန်းကလည်းတောင်ပစိဖိတ်ဒေသမှာဂျပန်ငါးပန်းသင်္ဘောတစ်စီးက AM တတဝါကြီးတစ်ခုရဲ့အယိုးစုကသူတို့ရဲ့ပိုက်ကော်မှာပါလာခဲ့ပါတယ်။ဒီအယိုးစုကြီးကတော့လူအများကိုစိတ်ဝင်စားစရာကောင်းတဲ့အယိုးစုကြီးတစ်ခုပါပဲ။ ဂျပန်တုတေသနပညာရှင်တွေကတော့ဒီအယိုးစုကြီးကိုလွန်ခဲ့တဲ့နှစ်ပေါင်း66တန်းကမြို့တွန်းသွားပြီဖြစ်တဲ့ Plesia လို့ခေါ်တဲ့ Twitter တက်တော်ဝါတကောင်ရဲ့အယိုးစုလို့သတ်မှတ်ကြပါတယ်။ဒီအယိုးစုကြီးရဲ့ပုံစံက log net ရေကန်နဲ့ champ ရေကန်တဲ့ကအယာမတတဝါကြီးရဲ့ပုံစံနဲ့အတူတူပဲဖြစ်ပါတယ်။ဒါမှမဟုတ်ဒီအယိုးစုကြီးက log net monster ကြီးရဲ့အယိုးစုများဖြစ်နေမလား။ယနေ့အတိတော့ log net ရေကန်ကြီးနဲ့ champ ရေကန်ကြီးကိုအယာမတတဝါကြီးနေထိုင်တဲ့နေရာအဖြစ်သတ်မှတ်ထားကြတော့မှာပဲ။